အခုရပိုင်းမှာယူစင်လင်စားမှုမြင့်တက်နေတဲ့တရုတ်အကျိုးစီးပွားဗဟိုစုံချက်အထူးစီးပွားရေးစုံကြီးတရှိရာကြောက်ဖြူမျိုးသိန်းတိုက်ပွဲဟာတဖြည်းဖြည်းနဲ့မြို့ပေါ်ထိကိုထိုးဖောက်ဆင့်ဝင်လာနေပါပြီကြောက်ဖြူနဲ့စစ်တွေဟာစကတ်ဆအတွက်ရောအင်အားကြီးတရုတ်နိုင်ငံအတွက်ရောအီအတွက်ရောဘလောက်ထိအရေးပါတယ်ဆိုတာရှေ့ကဗီယူတွေမှာကျွန်တော်အထက်ထက်တင်ပြခဲ့ပြီးဖြစ်ပါတယ်မကြည့်ရသေးရင်တွားရောက်ကြည့်ရှုအားပေးနိုင်ပါတယ် အခုတခါမှာတော့ကျွန်တော်နဲ့မတူတဲ့ရှူတော့ဟာနေ၊ကွဲပြားတဲ့အချက်အလက်တွေနဲ့တင်ဆက်မှုပုံစံအသက်တမျိုးနဲ့ BBN Channel မှာသတင်းချုပ်ပန်ဆော်မလီတခုကိုကူယူဖော်ပြတင်ဆက်ပေးလိုက်ပါတယ်။ CDN ဘူကြီးတွေရဲ့ရှူတော့ကသုံးသက်ချက်တွေဖြစ်ပြီးတော့ကျွန်တော်ရဲ့သုံးသက်ချက်တွေနဲ့ဘာကွာလဲဆိုတာကိုအောက်က comment မှာမှတ်ချက်ပေးခဲ့နိုင်ပါတယ်။အင်္ဂါဂျိုကလာတိုင်းရင်တောင်တင်းရမယ်ဆိုတဲ့ဘူကျုပ်ထွန်းမြတ်နိုင်ရဲ့စကားမှန်ကန်စင်မဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲ ျွန်တော်တို့ကတင်းစရာရှိတာတင်းရမှာပဲဒါကျွန်တော်တို့ဘိုးဘွားပိုင်မြေရှင်းရှင်းပြောရမယ်ဆိုရင်အင်္ဂါဂျိုကလာတိုင်းရင်တောင်ကျွန်တော်တို့ကတိတ်မှာဒါတေးကြတယ်ဆိုတဲ့အင်တာဗျူးတစ်ခုမှာအခိုင်အမ်းဝဲဝဲနဲ့ဘိုးဂျိုထွန်းမြတ်နိုင်ပြောသွားတဲ့ဒီစကားစုလေးကိုပြည်သူတွေအနေနဲ့မှတ်မိဦးမယ်ထင်ပါတယ်တိတိကျကျပြောရမယ်ဆိုရင်အေယာဝရီသတင်းဌာနမှအာရခတ်တက်တော်အေအေစူးစီးချုပ် ဘိုးကျုပ်ထွန်းမြတ်နိုင်ကိုရခိုင်ပြည်နယ်အတွင်းကြံရှိနေတဲ့မြို့နယ်တွေကိုဆက်သိမ်းဖို့ရှိပါသလားဆိုတဲ့မေးခွန်းပေါ်မှာအထက်ပါအတိုင်းဖြေကြားသွားခြင်းပဲဖြစ်ပါတယ်။ထိုစဉ်ကဘိုးကျုပ်ထွန်းမြတ်နိုင်ရဲ့ဒီစကားစုနဲ့ပတ်သက်ပြီးဒေါ်လန်ရေးဘက်တော်သားတယောက်အနေနဲ့အားရကျင်နှမ်းမိတာမှန်ပေမဲ့လည်းတစ်ဖက်မှာတော့ဖြစ်နိုင်ပါမလားဆိုတဲ့စိုးရိမ်နဲ့အချက်လေးတွေလည်းများစွာရှိခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့စစ်ကောင်စီအနေနဲ့ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်ခံရပြီး ၎င်းတို့အခြေအနေမကောင်းတော့တာကိုရိတ်စားမိလာတဲ့နောက်ပိုင်းကစကားရခိုင်ပြည်နယ်စည်ရဲကိုရှုတ်ထွေးအောင်ပြုတ်လောက်လာနေတာကြောင့်ပဲဖြစ်ပါတယ်၂၀24ခုနှစ်ကစပြီးစစ်ကောင်စီအနေနဲ့ထိလွယ်ရှာလွယ်ဖြစ်တဲ့ရခိုင်တိုင်းရင်းသားတွေနဲ့ရိုဟင်ဂျာလူမျိုးတွေကြားလူမျိုးရေးဒီကယုံဖြစ်အောင်လှုပ်ဆောင်ဖန်တီးတာတွေပြင်အင်အားကြီးတရုတ်နိုင်ငံရဲ့အရှိန်ဝါဝါယူပြီးအရခတ်တပ်တော်ရဲ့ထိုးစစ်ကိုရပ်တန့်သွားစေဖို့တနည်းအားဖြင့်ရခိုင်ပြည်နယ်အတွင်းကြံရှိနေတဲ့မျိုးနယ်တွေကို အာရခတတ်တော်အနေနဲ့ဆက်မသိမ့်နိုင်မှုအတွက်ဇက်တိုက်ဆိုသလိုစ조사ခဲ့တာတွေတွေ့ရပါတယ်စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်း၎င်းတို့တိတိတသာဆစ်ရှုံးလာပြီးတဲ့နောက်တချို့သောရိုဟင်ဂျာတွေကိုအကြောက်တရားဝါရမိုင်းတွေထည့်ပြီးပြည်နယ်တွင်းရှိဒေသခံပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်တွေကိုမီးရှို့ဖျက်ဆီးစေကာရိုဟင်ဂျာနဲ့ရခိုင်ပြည်သူတွေကြားထိတ်တိုက်တွေ့အောင်ဖန်တီးဆောင်ရွက်ခဲ့ပါတယ်တစ်ဖက်မှာလည်းအာရခတတ်တော်ဟာ ရုံးနဲ့လက်နဲ့ကြီးအသုံးပြုပြီးရင်ညာတွေကိုအစုလိုက်ပြုံလိုက်တက်ဖြတ်နေပါတယ်ဆိုတဲ့ပုံရိပ်အစိုးမျိုးတွေဖြစ်အောင်၎င်းတို့ဝါရဖြန့်ချန်နယ်တွေမှာတဆင့်နှီးမျိုးစုံနဲ့ပုံဖြဲ့သတင်းလွှင့်နေတာမျိုးတွေလှုပ်ဆောင်ခဲ့ပါတယ်ဆိုလိုတာကအရက်ခတ်တက်တော်ရဲ့ထိုးစစ်ရှိန်ကိုလူမျိုးရေးဒီဂီယုံတွေဖန်တီးပြီးအပြော့သွောင်းအောင်ဆောင်ရွက်ခဲ့တယ်လို့အခြားတစ်ဖက်မှာလည်းကမ္ဘာနိုင်ငံကြီးတွေကြားအရက်ခတ်တက်တော်ဆိုတာဟာရိုရင်ဂျာမျိုးနွယ်စုတွေကိုအနိုင်ကျင့်တက်ဖြတ်နေတဲ့ လက်နက်ကန်ရန်ကားသူအုပ်စုတစုတာဖြစ်ကြောင်းအထင်ရောက်အောင်ပုံဖော်ဖန်တီးခဲ့ခြင်းသာဖြစ်ပါတယ်။ဒါအပြင်တစ်ဆက်တည်းဆိုသလိုတရုတ်စီမံကိန်းများစွာရှိနေတဲ့ကြောက်ဖြူမျိုးကိုလည်းစီမံကိန်းလုံခြုံရေးအကြောင်းပြပြီးတတိပုဂ္ဂလတရုတ် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့တွေကိုခေါ်သွင်းကအေအေနဲ့တရုတ်ထိတ်တိုက်တွေးဖို့ဖန်တီးခဲ့ပါသေးတယ်။စစ်ကောင်စီရဲ့ဒီလိုလှုပ်ဆောင်ချက်တွေကြောင့်အရခတ်တပ်တော်ရဲ့ရခိုင်တပြည်လုံးသိမ့်မယ်ဆိုတဲ့အိမ်မက်ဟာဝေဝါးသွားပြီလို့ထင်စရာရှိခဲ့တယ်လို့ အမှန်တကယ်လည်းတိုက်စစ်အရှင်ဟာ2025ခုနှစ်အစောပိုင်းကစပြီးရခိုင်မြေအတွင်းတိတိတတရောကြသွားတယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့လည်း2025ခုနှစ်မေလကစပြီးအရက်ခတ်တပ်တော်ရဲ့တိုက်စစ်အရှင်ဟာရခိုင်ပြည်နယ်အတွင်းတကြောပြန်ပြန်လည်ပြင်းထန်လာကတိမ့်ပယံကျန်နေတဲ့မြို့နယ်ချို့တို့မှာလည်းတိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာခဲ့ပါတယ်။ဒီနေရာမှာအရက်ခတ်တပ်တော် AA ရဲ့စီရေလှူရှားမှုပုံစံနဲ့ပတ်သက်ပြီးမြင်မိသလောက်ကိုအနည်းငယ်ပြောလိုပါတယ်။ အေအေတပ်ဖွဲ့တွေအနေနဲ့ရခိုင်ပြည်နယ်ရှိမြို့နယ်16မြို့နယ်အနေနဲ့ကြောက်ဖြူမန်အောင်နဲ့စစ်တွေမြို့ကိုသာတိမ့်ပတ်ရန်ကြံတော့ပေမဲ့လည်းမန်အောင်မြို့ကိုခြံထားကယခုအချိန်မှာစစ်တွေနဲ့ကြောက်ဖြူကိုအပြင်းထန်ထိုးစစ်ဆင်နေတာမျိုးတွေတွေ့ရပါတယ်။အဆိုပါသုံးမြို့အနေနဲ့ကြောက်ဖြူမြို့ဟာတရုတ်စီမံကိန်းတွေများစွာရှိရာမြို့ဖြစ်တယ်လို့စစ်တွေမြို့ဟာလည်းပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီးဒေသကုတ်ကဲမှုတရင်ဌာနချုပ်ရှိရာမြို့ဖြစ်ပါတယ်။ဆိုလိုတာကရခိုင်ပြည်နယ်အတွင်းတိမ့်ပတ်ရန်သုံးမြို့ကျန်နေဆိုပြီးလည်းကား စစ်ကောင်စီအတွက်စီးပွားရေးစည်ရေးရာရေးပါတဲ့ကြောက်ဖြူနဲ့စစ်တွေကိုတိမ့်ပိတ်နိုင်တဲ့တင်ကြံရှိတဲ့မန်းဝါဝင်းမသိဒုံမကျိုးနဲ့အလိုလိုရရှိသွားမယ်လို့ယူဆထားပုံရပါတယ်။ယခုသိရှိထားသလောက်သတင်းတွေအရဆိုရင်ရခိုင်တပ်တော်အနေနဲ့ပြည်နယ်မျိုးတော်တွေစစ်တွေလိုလက်နက်ကြီးနဲ့လှမ်းထိုးနိုင်တဲ့အကွာအဝေးတစ်ခုကြီးချင်းကပ်ထားနိုင်တယ်လို့ကြောက်ဖြူမျိုးကိုလည်းဖြည်းဖြည်းနဲ့မှန်မှန်တိုးလာနေပြီလို့သိရှိထားရပါတယ်။စစ်ကောင်စီအနေနဲ့ကလည်းကြောက်ဖြူမျိုးမကြားစေရေးအတွက်ရှင်ရင်းဆွဲနေမြေခံတန်ရုံးတွေဖြစ်တဲ့ ခမယ943ခမယ942ခလာယ34ရေတန်ရင်32တညာဝရီရေတတုသမကတမ71တမ69လို့မှစစ်ကူစစ်ကြောင်းတို့နဲ့ခုခံကာကွယ်နေရတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့လည်းအန်တိုင်းစစ်ထနာတို့ကြီးတစ်ခုလုံးကိုတောင်တိမ့်ပိတ်ထားနိုင်ခဲ့တဲ့အာရခတ်တပ်တော်အနေနဲ့ယခုကြောက်ဖြူတိုက်ပွဲမှာလည်းအသာကြီးရနေကစစ်ကောင်စီရဲ့ကာကင်းစကန်းကုန်းတွေဖြစ်တဲ့အဖဲတောင်စခန်းမင်းတပ်တောင်စခန်းနဲ့လက်ခမော်စခန်းတွေကိုတိမ့်ပိတ်နှံယုံတာမှာက ယခုနောက်ဆုံးရဲတပ်ရင်32နဲ့အနည်းဆုံးအစေကေကျေးရွာအထိပင်ရောက်ရှိစုံမိုးထားနိုင်နေပြီလို့သိရပါတယ်ဒီပိုက်ပွဲတွေမှာစစ်ကောင်စီရဲ့ဗိုလ်မှူးချုပ်အဆင့်ရှိနီးပြူဟာမှုတွေတိုင်းအစေဗိုလ်မှူးကြီးတွေကိုတာမကတိုင်ရင်မှုဒုတိုင်ရင်မှုတွေလို့မြေပြင်ခေါင်းဆောင်တွေကိုလည်းတုတ်တင်ရှင်းလင်းထားနိုင်ပြီတချို့ကိုစစ်သုံးပန်းအဖြစ်လဲဖမ်းဆီးထားနိုင်တယ်လို့ရခိုင်မျိုးကခိုင်လုံတဲ့စည်ရေးသတင်းရင်းမြစ်တွေအရသိရပါတယ် ဒါကြောင့်ဒီကြောက်ဖြူတိုက်ပွဲဟာလေရှေးကရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေလိုပဲစစ်ကောင်စီအနေနဲ့စစ်ရေးစီးပွားရေးတာမှာက၎င်းတို့ကိုအမြဲထောက်ခံနေပါတယ်ဆိုတဲ့တရုတ်နိုင်ငံရှေ့မှာပါဂုံတိတ်ခိုင်ပိုင်းရကြာဆင်းရမဲ့တိုက်ပွဲတစ်ခုဖြစ်တယ်လို့အင်္ဂါဂျိုကလာတိုင်းရင်တောင်ရအောင်သိမ့်မယ်ဆိုတဲ့ဘိုးချုပ်ထွန်းမြနေတဲ့စကားအပြည့်အဝမှန်ကန်စေမဲ့တိုက်ပွဲတစ်ခုလည်းဖြစ်တယ်လို့ဆိုခြင်းပါတော့တယ်။စောင်းမရေးသားသူမင်းတော်စောင်းမဖကြသူကိုထွန်း အဆုံးတင်နိုင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်